စစ်တပ်ကအနာတမီရဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံတွင်စစ်ပွားရေးတွေကျဆင်းလာပြီးတော့စစ်ဘေး၊ကပ်ဘေး၊အငတ်ဘေးတဘာဝဘေးအန္တရာယ်တွေနဲ့စတင်ပြီးတော့ကြုံတွေ့လာခဲ့ရပါတယ်။မနေ့ကစိုက်ပြီးတော့ရှမ်းပြည်ပါဝင်မြန်မာနိုင်ငံတွင်မှာတော့တခါမှမကြုံစစ်ပွားကြတဲ့ရေကြီးမှုတံကိုစတင်ကြုံတွေ့လာခဲ့ရပါတယ်။ ။ဒီနေ့မလအတွင်းမှာတော့ငလင်ဘေးကိုထပ်မံကြုံတွေ့ရပါတယ်။ဒီနေ့မိုးဥစားမှာတော့ရှမ်းပြည်ရှေ့ပိုင်းတကြောဖက်မှာဆိုလို့ရှိရင်ရေကြီးမှုတန်တွေကိုစတင်ပြီးတော့ကြုံတွေ့နေရပါပြီ။ဒါကြောင့်ဒီတစ်ပတ် podcast ထဲမှာတော့ရေကြီးမှုရဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုလာရောက်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မူရင်စာမကောပြန်လည်ဖတ်ရှုချင်တယ်ဆိုရင်တော့ www.barmis.shenyu.org မှာတွားရောက်ဖတ်ရှုနိုင်ပါတယ်။လုံချုံရဲ့ရစာမအတွင်းကိုတော့အတန်နဲ့နာမည်တွေကိုအစားထိုးပြီးတော့အသုံးပြုထားပါတယ်။ ကျွန်တော်တော့ကျေးဇူးတင်ပါအခုလိုရည်ကြီးမှုကိုအဓိကဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်တစ်တောင်ပြုံးတီးတာတတုတူးဖော်တာရွှေတူးဖော်တာတဘာဝပတ်ဝန်းကျင်ပျက်စီးတာတွေကြောင့်ရည်ကြီးရည်ရှင်မှုတွေကိုဖြစ်ပေါ်စေတယ်လို့တဘာဝပတ်ဝန်းကျင်ရဲ့ယာပညာရှင်တွေကတော့ဆိုပါတယ် မြန်မာနိုင်ငံရဲ့တစ်တော်ဇီဝမျိုးကွဲမြေရေအရင်းမြစ်တွေကိုအလုံးပြည့်စည်နေပြီးတော့ကြာရောက်လာနိုင်တဲ့တဘာဝဘေးဟန်တရတွေကိုကောင်းကောင်းကာကွယ်နိုင်စမ်းရှိတော့ပါဘူးပြီးခဲ့တဲ့နှစ်ကမုံတိုင်းရာကြီးအဖျားလေးဖျက်ခတ်သွားတာကိုကြည့်မယ်ဆိုရင်မြန်မာပြည်မှာတော်တော်လေးထိခိုက်သွားခဲ့ပါတယ်ဒါကြောင့်ကြာလာရင်ပိုဆိုးလာနိုင်ပြီးတော့ခဏရင်ခဏအားတွေကအရန်ကိုနှိမ်ချနေပြီလို့လည်းပညာရှင်တွေကတော့ပြောပါတယ် စစ်တပ်ကအနာတင်ပြီးနောက်ပိုင်းမှာတစ်တော်ပြုံတီမှုအများဆုံးဖြစ်တဲ့နေရာတွေကတော့ရှမ်းပြည်ဖြစ်တယ်လို့ကမ္ဘာတစ်တော်စောင့်ကြည့်ရေးအဖွဲ့ Global Forest Watch ကနေထုတ်ပြန်ထားပါတယ်။2024 Global Forest Watch ရဲ့ထုတ်ပြန်ချက်ရမှာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာတစ်တော်ပြုံတီမှုက3400ကျော်ဧကရှိတယ်လို့ဆိုပါတယ်။တစ်တောင်ပြုံတီမှုအများဆုံးဒေတာကတော့ရှမ်းပြည်တနင်္သာရီတိုင်းကချင်ပြည်နယ်စကိုင်းတိုင်းနဲ့ကရင်ပြည်တို့ပဲဖြစ်ပါတယ် ရှမ်းပြည်တွင်းမှာတော့တစ်တော်ပြုံတီးမှုအပြင်တတူကြောက်မီတွေခနောက်စိန်ရွှေတူးဖုံမှုတွေကြောင်းမုန်တိုင်းရေကြီးမှုတွေကိုမခံနိုင်တော့တာဖြစ်တယ်လို့ပညာရှင်တွေကတော့ပြောပါဗယ်။ရှမ်းတော်ဆင်မာရရှိထားတဲ့စာတန်းအရာ ရှမ်းပြည်တွင်းတတူတူးဖုံနေတဲ့ကုမ္ပဏီပေါင်း300ကျော်ရှိပါတယ်။အဲ့ဒီထဲမှာကုမ္ပဏီပေါင်း132ခုကရှမ်းပြည်တောင်ဘက်မှာတူးဖုံနေပါတယ်။ရှမ်းပြည်ရှေ့ပိုင်းမှာတော့80ခုနဲ့ရှမ်းပြည်မြောက်ပိုင်းမှာတော့60ခုထိတူးဖော်နေကြပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာကတန်ခနောက်စင်းနဲ့ကြောက်မီတွေတို့ကိုတူးဖော်နေပြီးတော့ရှမ်းပြည်မြောက်ပိုင်းကတော့ငွေခဲတွက်နဲ့ရှမ်းပြည်ရှေ့ပိုင်းကတော့ရွှေမက်ဂနစ်နဲ့မြေရှားတက်တုတွေကိုတူးဖော်နေပါတယ်အနာတမီနောက်ပိုင်းမှာတော့ရှမ်းပြည်တွင်းမှာတရမဝင်တဲ့ကုမ္ပဏီတွေကလည်းတူးဖော်လာတဲ့တွေရှိနေပါတယ်။ဒီလိုရွှေတူးဖော်မှုတွေကြောင့်ပြီးခဲ့တဲ့နှစ်ကရှမ်းပြည်တွင်းနဲ့မြန်မာနိုင်ငံတခြားဒေသတွေမှာလည်းမကြုံစဘူးရည်ကြီးမှုတွေကိုစတင်ကြုံတွေ့ခဲ့ရပါတယ်။ ဖမ်းမြန်မာနယ်စပ်တခြားမှာလည်းပြီးခဲ့တဲ့နှစ်ကစပြီးတော့ရေကြီးကျယ်နှင်းမြှုပ်မှုတွေဖြစ်ခဲ့ပါတယ်။အဲ့ဒါလိုဖြစ်ပေါ်စေတာကလည်းရှမ်းပြည်ရှိပိုင်းမဲ့ဆိုင်အထက်ပိုင်းမှာရှိတဲ့ရွှေအလွန်ကျွန်းတူးဖုံမှုတွေကြောင့်ဖြစ်ပါတယ်။ဝါတဖွဲ့ရေသူလူ SA နဲ့လာဟုလက်နက်ကင်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ရှမ်းပြည်ရှိပိုင်းမိုင်းဆက်မြော့ရှိဘက်ကမဲဆိုင်အမြင့်အထက်ပိုင်းမှာဆိုလို့ရှိရင်ရွှေတူဖော်မှုတွေကိုအကြီးကျယ်တိုးချဲ့လာတယ်လို့လဲရှမ်းလို့ခွင့်ရမန်တန် SARF ကနေထုတ်ပြန်ထားပါတယ်။ ဒါကြောင့်ရှမ်းပြည်ရှိပိုင်းတချီလိမ့်မယ်ဆိုင်ရောဘက်မှာရေပကြီးပြီးတဲ့နောက်ပိုင်းနှုံးတွေကျန်ရှိခဲ့တာဆိုလဲရှူတူဖို့မှုတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။တဖက်မှာလည်းရှူတူဖို့တဲ့နေရာမှာဓာတ်ရုပ်ပစ္စည်းတွေကိုအတုံးပြုတ်တလို့စွန့်ပစ်မြေတွေကိုလည်းမြင့်ချောင်းတဲ့စွန့်ပစ်တာတွေလည်းရှိနေပါတယ်။ဓာတ်ရုပ်ပစ္စည်းတွေကိုအတုံးပြုတ်ပြီးတော့မြင့်ရေချောင်းရေတဲ့ကိုစွန့်ပစ်တာကြောင့်ရေတွေဟာအစိတ်တက်ပြီးတော့ရေနေတက်တော်ရတွေကယောဂကူးဆက်ခင်ရတာရေတန့်ရှင်မှုမရှိတော့တာစတဲ့ပြဿနာတွေနဲ့ကြုံတွေ့နေရပါတယ်။ ဒီလိုကိစ္စနဲ့ပတ်သက်ပြီးတော့ထိုင်းဆိုရဘက်ကနေလည်းဖြည့်ရှင်းဖို့လှုံ့ဆော်နေတယ်လို့တွေ့နေရပါတယ်ဒီပြဌာန်းကြီးကြောင်းရခုနှစ်မူဦးစပိုင်းမှာဆိုလို့ရှိရင်လည်းရှမ်းပြည်ရှိပိုင်းတချီလင်းမြို့ဖက်မှာရေကြီးမှုတွေကိုစတင်ကြုံတွေ့နေရပြီဖြစ်ပါတယ်။ဒီလိုနဲ့တဲကြောက်အိတ်တွေကိုအထက်ထက်ကာယံထားဖို့အတွက်လည်းအားလုံးကပြင်ဆင်နေကြပါတယ်။ ရေကြီးတဲ့တံကိုခန်းစားနေရတဲ့နေအိမ်တွေစံခန်းတွေဟာထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားပြီးတော့၃လကျော်ကြာတာမှပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုမစတင်နိုင်သေးပါဘူး။ဒါကြောင့်ဒီနေ့ရေကအရင်နှစ်ထပ်ပိုကြီးလာမှာကိုလည်းတာချီလေးမြို့ဒေတာခဏေကတော့စိုးရိမ်နေကြပါတယ်။တချီလက်မြဟာပင်လေရေမျက်နှာပြင်ပေ1900ကျော်ရှိပြီးနှစ်စဉ်ရေကြီးတာတွေကိုခံရပေမဲ့လည်းမနေ့ကလောက်ထိရေကြီးမှုကမကြုံဘူးလို့လည်းဆိုပါတယ်။အလားတူရခင်ကရေကြီးမှုနဲ့အတူရွှေနှုံးတွေကလည်းပေါဝင်လာခဲ့ပါတယ်။ အခုဆိုလဲမိုးတဲကြီးမဲကြီးနှစ်နိုင်လောက်ရွာလိုက်ရင်မဲဆိုင်ချောင်းကလည်းရုတ်တရက်မြင့်တက်လာပြီးတော့တောင်ကျရည်တွေကလည်းတဟုန်ထိုးစီးဆင်းလာခဲ့ပါတယ်။ထိုင်းနိုင်ငံဘက်မဲဆိုင်မြို့ထိရေကြီးမှုတွေကြုံတွေ့နေရပေမဲ့လည်းထိုင်းဘက်ကတော့ထိုင်းတော်ဝင်လေတက်ကိုတိုင်ကဥဆောင်ပြီးတော့ရေဘေးတင့်ပီတူတွေကိုလေရင်နဲ့အစားအစာရေတက်မှုတွေဝင်းငါပေးပြီးတော့ပိတ်နေတဲ့တူတွေကိုလည်းဆက်လီနဲ့ကယ်ထုတ်ပေးပါတယ်။ ်မြန်မာနိုင်ငံဘက်မှာတော့အပြန်အလှန်ဖိမကူညီရင်းနဲ့ကုထုကုထစနစ်နဲ့ပဲပြန်လည်ထူထောင်နေကြရပါတယ်အရင်တည်းကတော့ရှမ်းပြည်တွင်းကတာချီလေးဂျိုင်းတုံမိုင်းယောင်မိုင်းဆက်ရှမ်းပြည်တောင်ပိုင်းကတော့မိုးနဲမော့မဲလန်ခືညောင်ရွှေကာလော့စတဲ့ဒေသတွေမှာရည်ကြီးတဲ့တံကိုခန်းစားခဲ့ရပါတယ်ကျွန်တော်တော့ကြိုက်စင်ပါ